အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းတာပဲဖြစ်ပါတယ်3လပိုင်းတစ်လစာ တနင်္ဂနွေသားသမီးများအတွက်ဟောစတန်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများအနေနဲ့ဒီ3လပိုင်းမှာ ကောင်းခြင်းဆိုးခြင်းပေါ့နော်ဒီကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဒီလမှာဒွန်တွဲနေတဲ့လလို့ပြောလို့ရပါတယ်ဒီလမှာကောင်းတာရောဆိုးတာရောတပြိုင်တည်းတည်းရှိနေပြီးရောတပြိုင်တည်းဖြစ်ပြနေတာကိုလည်းတွေ့ရပါတယ် ဒီကာလမှာလောရမြအစီအမင်းပဲဟိုဘာပဲလို့ဘာပဲတိုင်းတိုင်းโอเคတယ်တို့တော့လက်လာပါမွေကြီးပေါ့เนาะအဲ့ဒါကအကြီးအကျယ်ကြီးတိုးတက်လာမျိုးမရှိဘူးလုံနေရတော့လုံနေရမယ်အများကြီးလုံနေရမယ်ဟိုဟိုအားရရတိုင်းကိုလုံနေရမည်လာမှာတော့ဒါပေမဲ့လက်လာပါတယ်အကြီးအကျယ်ကြီးတိုးတက်လာမျိုးလက်မပွင့်တာမျိုးဒီလာမှာကြုံရတတ်တယ်ဒီလာမှာဖီအားအရန်များမယ်စိတ်ချုပ်စရာတွေလည်းအရန်များမယ် ဆွရစရာဆိုတဲ့နေရာမှာလဲမိမိကြောင်းလဲဆွရွားလို့မျိုးမိမိအကျိုးစီးပွားတွေမိမိရဲ့ family တွေမိမိရဲ့မိသားစုတွေမိမိရဲ့ညီကိုမောင်နှမတွေမိမိရဲ့လုပ်အကိုင်မှာရှိနေကြတဲ့သူတွေကြောင်းလဲဆွချုပ်ရတတ်တဲ့နှစ်လဲလလဲပြောလို့ရတယ်ပေါ့နော်ဒီလမှာလဲစိတ်တဲ့အရန်ကြလဲရယ်အရန်တက်လဲရယ်နှစ်လဲပြောလို့ရတယ်ဟိုနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီလမှာဟိုမမိမှာဒီစီးပွားရေးပြိုင်ဘက်တွေရောနောက်ရန်သူတွေရောဒီလမှာ ဟိုသူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကပုံပြီးတော့များလာမယ်အဲ့လိုများလာရင်လည်းစိတ်ဝင်စားစရာမလိုဟိုစောက်ကူးစိုက်စရာမလိုဘူးပေါ့နော်ပြောချင်တာကတော့ကိုယ်ကလုံးစရာရှိအောင်ကိုအေးအေးဆေးပြပြသာလောက်တာအကောင်းဆုံးပဲဒါပေမဲ့ဟိုအဓိကလာပါလေဒီလမှာတိုက်တဲ့ရန်သူတွေများပလေစေတိုက်တဲ့အတိုက်ခိုက်တွေများပလေစေအဓိကအဓိကပြန်လာတော့ပါလေဆိုတော့မိမိစိတ်ကိုမိမိ ထိန်းနိုင်ဖို့ပဲထိန်းချောင်းနိုင်ဖို့ပဲဒါလာတွေအရင်ဒီကအရေးကြီးဆုံးလို့ပြောလို့ရပါတယ်သူတစ်ပါးပြဏာတွေသူတစ်ပါးကိစ္စတွေသူတစ်ပါးရဲ့အရေးကြီးရာပြဏာတွေကိုလုံးဝလုံးဝဝင်ပါပါနဲ့ဝင်မလျှောက်ပါနဲ့ကိုယ်ကြံနာနဲ့ကိုယ့်အပေါ်တော်မှာတိုင်ပတ်နေတဲ့အခြေကြီးမှာသူပြဿနာကိုလက်လက်ဝယ်ရှိုးတာမျိုးဟိုကုညီပေးတာမျိုးလုံးဝလုံးဝဒီလမ်းမှာမလုပ်ပါနဲ့ တနေ့ဦးနေသားသမီးတွေဆိုပိုးဆိုးပါတယ်လုံးဝလုံးဝမလောက်ပါနဲ့ဒီလမှာလောက်ပြီဆိုတာနဲ့ဒီလမှာ၅ဘာမှပူတယ်မလိုက်တော့နော်၅ဘာတော့မဟုတ်ဘူးတန်၅ဒီကြီးမှာကြိုကြမယ်ဆိုတဲ့အဖြစ်ပြန်မျိုးဒီလမှာကြိုရတတ်ဖို့ရှိပါတယ်အဲ့တော့ဒီလမှာကိုပြက်နာတွေမကဘူးပြည်ပြက်နာတွေကိုလိုက်ပြီးတော့မကူညီပါနဲ့မလောက်ပါနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီလမှာပေါ့နော် ဒီမိမိတို့စောင်ရွက်တဲ့ကိစ္စတွေမိမိလုပ်ချင်တဲ့အရာတွေမမြအောင်ကိုဒီလမှာလုပ်စရာရှိရာကိုလုပ်ဒါပေမဲ့အကြီးကျယ်တော့တိုးတက်မှာမဟုတ်ဘူးအကြီးကျယ်တော့ပြောင်းလဲမှာမဟုတ်ဘူးဒါပေမဲ့လုံနေလုံနေနေပဲမိမိတို့ကောင်းကျိုးတွေတော့ဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ဘာပဲဖြစ်ဒီလဒီအလုံးမင်းပင်မတ်မယ်အလုံးမင်းစိတ်ချုပ်စရာတွေကောင်းတယ်လားလို့ပြောလို့ရတယ်နောက်အခြေရေးအိမ်တော်ရေးနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီလမှာအခြေရေးအိမ်တော်ရေးကတော့ပုံမှန်လတွေအတိုင်းပဲ ီပေါ့နော်ဒီပုံမှန်လားတွေကကောင်းနေရဆိုဒီလမ်းမှာကောင်းကောင်းသွားဖို့ပဲရှိတယ်ပုံမှန်လားတွေမှာဆိုးနေရဆိုတော့ဒီလမ်းမှာပိုဆိုးသွားဖို့ပဲရှိပဲအဲကောင်းတဲ့လက်ဆိုးတဲ့လက်ဖြစ်နေရဆိုတော့ဒီလမ်းမှာကောင်းတာရောဆိုးတာရောပိုဆိုးတာတပါတယ်မိမိကအချိန်နဲ့ပတ်သက်ပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်မိမိကအရန်ဆိုးရင်နေတဲ့ပြဿနာတွေဆိုးရင်နေတဲ့အရာတွေဒီလမ်းမှာဖြစ်လာတဲ့သမဟုတ်ရင်တိလာတဲ့အဲ့တော့ဘာတွေဘလို့စရှင်းမလဲဆိုတော့ပတ်သက်ပြီးတော့ဒီလမ်းမှာအကောင်းဆုံးကတော့နှုတ်ဤ ိတ်ပဲเนาะဒီနှုတ်ပိတ်နေတာကလက်မှာအသိတော်ဆုံးပဲလို့ပြောကျွန်တော်အနေနဲ့ပြောချင်တယ်အခြေအနေအခြေရောအိမ်ဆောင်ရောပေါ့เนาะကျဲမိုင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျဲမိုင်ကတော့အဓိကတော့ဒီအလုံးမင်းတွေးရတယ်အလုံးမင်းစိတ်ပင်ပန်းနေကြောင်မလို့ဒီအုံနောက်ပိုင်းဆိုင်ရာတွေနောက်မျက်လုံးတွေအာရင်ကြောတွေအဲ့ရနေပတ်သက်ပြီးတော့ဒီဟိုအာနေတာမျိုးတွေကြုံရတတ်ဖို့ရှိပါတယ် နောက်ပြီးတော့ဒီထိကိုက်ရှာနာတွေပေါ့ထိကိုက်ရှာနာတွေဆိုတာချော်ရဲတာလို့ဒီလိုမျိုးပေါ့နော်ထိကိုက်ရှာနာလေးလေဒီလမှာကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီလားစာအတွက်ပေါ့နော်ဒီကံကောင်းစေတဲ့ယန္နာကိုရေရဟိုကံကောင်းစေတဲ့ရေရယာတခုကိုပြတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးပေါ့နော်မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုကျွန်တော်တို့ဒီအုံးမြန်ပေါင်းပေါ့နော်အုံးမြန်ပေါင်းပုဂ္ဂိုလ်လေးကို ပဲပြုတ်တွေပဲတွေနဲ့ပေါ့နော်ကတ်ပေးပါခေးအုံးမြတ်မောင်ကတ်လို့မရဘူးဆိုရင်ကျွန်တော်တို့ကြီးဘာလဲကောင်းကောင်းမြင်းပေါင်းရှိရပေါ့နော်ကောင်းမြင်းပေါင်းမှာအုံးအုံးပတ်များများဖြိုးပြီးတော့ကတ်ပေးပါဒီလုပ်ပြီးပါပေါ့နော်ဒီနောက်ပြီးတဲ့ခါကျတော့ဒီကိုယ့်ရဲ့ဒီမွေးနေ့တွေဒါမှမဟုတ်ကိုယ်စိတ်ပါတဲ့အချိန်တွေမှာစုတီတာတွေကျွေးပေးပါကြိုက်တာကျွေးလို့ရတယ်ကဲလားမရှိအကောင်းဆုံးတော့အေးတိုင်းတော့အကောင်းဆုံးပဲဗျာ အဲ့တော့အေးတွေအေးတိုက်တာမျိုးအေးဝေပေးတာမျိုးဒီအေးတွေလှူပေးတာမျိုး ရေတန်းတွေရေတန်းအေးတွေလှူပေးတာမျိုးအချိုရေအေးတွေလှူပေးတာမျိုးဒါမျိုးတွေလုပ်ပေးပါအဲ့ဒါဆိုရင်တော့မိမိရဲ့အဆိုးအညံ့တွေတတ်တာပျောက်ကင်းသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲအစီအမေချုံမကြပါစေ၃လပိုင်းကလတ်တာမှာအားလုံးပဲရလက်ကောင်းနေရရှိကြပါစေစိတ်ချမ်းသာတွေကိုကြမ်းမှချင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ